ကဲမျိုးတို့ရေလွယ်ကူမြန်ဆန်တဲ့ပဲသီးလေးတုတ်စားကြမယ်နော် ကျမတို့ပဲသီးကိုစားနေရေးတိချဆေးပါမယ်ရေနေလေးပုတ်ပတ်စုအောင်တည်ထားပါမယ်နော်ရေနေလေးပွက်နိုင်ရင်နော်ကျမတို့ပဲသီးပြုတ်ပါမယ်ပဲသီးလေးကိုကျမတို့နွမ်းသွားတဲ့အထိပြုတ်ပေးပါမယ်နော် ပဲသီးကြော်စားရတဲ့အခါယူဤလာတဲ့ခါကျရင်ဒီလိုမျိုးလေးတုပ်စားကြည့်ပါနော်ပဲသီးတုပ်ကအရန်ဦးနူးညံ့ပြီးတော့စားလို့ကောင်းပါတယ်ရတာလည်းရရှိပါတယ်ကဲခုဆိုရင်တော့ပဲသီးလေးတွေနှမ်းစားပြူလာပါပြီ။ကဲဒီနေထားလေးဆိုရင်ရပြီပေါ့နော်။ ျမတို့ပဲသီးပြုတ်ထားတာလေးတွေကိုရေတစက်မှမကျန်အောင်ကျမတို့ညှစ်ထားပေးပါမယ်။ပြီးရင်ကြက်တုံးနေထည့်ပါမယ်။ငံပြာကြီးထည့်ပါမယ်။ချိုမုတ်ထည့်ပါမယ်။ပဲမုတ်ချက်ထည့်ပါမယ်။မြေပဲဆန်ထည့်ပါမယ်။ကျမတို့မြေပဲဆန်ဆိုင်လို့နှစ်စွန်းထည့်လိုက်ပါလိမ့်ရှင်။ စီဝါလေးထည့်ပါမယ်ပြီးရင်တော့ကျမတို့တမအောင်နေပေးပါမယ်ရှင်ကဲအခုဆိုရင်ရဟုံစားကောင်းတဲ့ပဲတီးတုပ်လေးရပါပြီရှင်ရဟုံစားကောင်းတဲ့ရဟင်းလေးတစ်ခွက်ပါကျေးဇူးသူများအားလုံးလည်းစားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်